ဟာလဲဝင်ရဲ့ပွဲကဒီနေ့တဲ့ဝမ်းချန်ပီယံရှစ်မှာ နောက်ဆုံးကြည့်ရမယ်မြန်မာပွဲတစ်ပွဲဖြစ်လာမယ်ပြင်ဒီဟာလဲဝင်အတွက်ကတော့ဝမ်းချန်ပီယံရှစ်မှာထိုင်းကစားသမားနဲ့ပထမဆုံးကစားရမယ်ပွဲဖြစ်ပါတယ်နောက်ပြီးတော့ဟာလင်းအနေနဲ့ဝမ်းမှာမကစားခင်ဒီ Thai Super Champ မှာ Thai Fighter နဲ့ကစားခဲ့မှုတွေအတွေ့အကြုံရှိပြီးတော့အဲ့ဒီပွဲမှာအကောင်းဆုံးလက်သီးတွဲလုံးအနေနဲ့အနိုင်ရထားမှုတွေ record ကောင်းနေရှိမှုတော့ဒီလို Thai Fighter နဲ့ရင်ဆိုင်ရမယ်ဆိုတာသူတက်တော့ဘာမှထူးခြားနေမှာမဟုတ်ဘူး ဒါဆိုရင်လက်ရှိဟာလင်းဝင်နဲ့ရင်ဆိုင်ရမယ့် Thai Fighter အကြောင်းကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ရအောင်ပါ။အခုဟာလင်းဝင်ရဲ့ပြိုင်ဘက်ကဝမ်ချမ်ပဲရှိမှာခုနှစ်ပွဲကစားပြီးတော့၅ပွဲနိုင်၊၂ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတဲ့ချက်ပီချစ်ပဲဖြစ်ပါတယ်။ရှာရှာပါပါ KO တပွဲပဲရှိပြီးတော့အဲ့ဒီပွဲကသူ့ရဲ့လက်တီပတ်တွေနဲ့ဒီအမောက်တိတ်ပြခဲ့တဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ကျန်တဲ့ပွဲတွေအားလုံးကတော့ဒိုင်အစိုးဖြစ်နေပဲသူနိုင်ထားတာ။နောက်ပြီးတော့အဲ့ဒီ KO နဲ့နိုင်တဲ့ပွဲကချက်ပီချစ်ရဲ့အကောင်းဆုံးခံဘက်ပွဲလို့ပြောလို့ရတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဘွယ်မှာချက်ပီချက်ကဒုတိယကြီးစစားခြင်းမှာဟက်ကစ်မိပြီးတော့ဒါအမှတ်စင်မှတ်ခံခဲ့ရတယ်။အဲ့ဒီမှာပဲသူမူးနေတဲ့ကြားထဲကနေပြီးတော့အနိုင်မခံအရှုံးပေးတဲ့အသေးစွဲနဲ့ဒီတောက်လျှောက်ဖိအားပေးပြီးကစားသွားတဲ့စေတဲ့ကြီးကတော့လုံးဝအမိုက်စားကြီးပဲဗျ။အဲ့ဒီကနေပဲသူ့ရဲ့လက်သီးတွဲလုံးနေတဲ့သူပြိုင်ဘက်ကိုနားချင်းတော်မပေးပဲနဲ့သူတွန်းကစားပြီးတော့အနိုင်ရလက်ကိုဖော်ဆောင်သွားခဲ့တာပါ။ဒီချက်ကဟာလင်းဝန်တတိလဲထားတဲ့လို့အတူလဲယူတဲ့နေအချက်ပါ။ အကဲကြီးများဒီလိုတူညီတဲ့စိတ်ဓာတ်မျိုးနဲ့အမှန်ကန်ဖြုတ်ကြမယ်ဆိုရင်တော့ဒီဘွဲကရှယ်ကြီးကိုကြည့်ကောင်းတဲ့ဘွဲတစ်ဘွဲဖြစ်လာမှာပါ။နောက်ချက်ပီချစ်ရှုံးထားတဲ့ဘွဲကိုကြည့်မယ်ဆိုရင်လည်းဒါပြိုင်ဘက်ကသူ့ရဲ့အကြိုက်ကောင်းတာအနေမကစားဘဲနဲ့ဒီရရင်ရတယ်လို့ပြန်ပြီးတော့သူ့လိုက်ကိုလိုက်ကစားသွားတယ်။သူ့တွေအဲ့ဒါနည်းနည်းအခက်တွေ့သွားစေတယ်လို့ပြောလို့ရတယ်ဗျ။အဲ့ဘွဲမှာဆိုရင်ကျွန်တော်မြင်မိတာကဒီသူခြေကန်ချက်တိတ်တုံးသွားတာမတွေ့ရဘူး။နောက်တစ်ခုက clinch ထဲမှာလည်းတံတောင်ရိုက်တာအရန်ကောင်းတဲ့ထဲမှာမပါဘူး။ကတ်တူတိုက်တာဘာညာလည်းတိတ်ပြီးတော့မတွေ့ရဘူး။ ဒီတော့ခြုံပြောရရင် clean share မှာတော့သူ့လိုကိုလိုပဲလို့ပြောလို့ရတယ်။ဒါပေမဲ့တခုရှိတာဟာလင်းဟောကဒီနောက်ဆုံးကစားတဲ့ပွဲမှာ clean ပိုင်းတိုးတက်မှုတွေအများကြီးတွေ့ခဲ့ရတယ်။ဒီတော့ဒီအချက်မှာတော့ဟာလင်းဟောကတိတိတတ်တာလေးအားတာတယ်လို့ပြောလို့ရတယ်။နောက်တစ်ခုကဟာလင်းဟောကလည်းကောင်တာမကစားဘူး။အဝင်ထွက်ကောင်းကောင်းနဲ့ဒါတုံ့ပြန်မှုကောင်းတဲ့ fighter မျိုးတွေမှာပါတယ်။ဒီတော့ဒီပွဲကတေချာပေါက်ကိုကြည့်ကောင်းအောင်ပါ။ခြေခံကြပိုင်းမှာဆိုလေဟာလင်းဟောကပိုတာတယ်လို့ပြောလို့ရတယ်။ဒီဖိုက်တာကနောက်ဆုံးပွဲလောက်ကြမှသာကျွန်တော်ခြေခံချက်တွေတိတိတတ်တာမြင်လာခဲ့ရတာပါ ဟာလင်းဟွန်တို့ကဒါတတိကြီးကြီးထားစရာတခုတော့ရှိတယ်။ဒါပါလဲဆိုတော့မာဂုံနဲ့အထီတော်တော်ခံနိုင်တဲ့ fighter မျိုးဆိုတော့ဒါဟာလင်းဟွန်ရဲ့ power နဲ့တိုးပါမလားဆိုတာလေးကတော့စိတ်ပူစရာပါ။ဒါမလေးဒါတွဲလုံးကောင်းကောင်းလေးနဲ့ဂျောကိုထိအောင်ထိုးဖို့နဲ့ clinch တဲ့ရပဲဒါအမှတ်တွေရအောင်ယူဖို့အကြံပေးချင်ပါတယ်။ဆိုတော့ချက်ပီချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောဖို့ကြံသွားတာလေးတခုရှိတယ်။ဒါပါလဲဆိုတော့ तू ကမူးနေကြတဲ့မှာ clinch တဲ့ကိုအတင်းတိုးဝင်ပြီးတော့ဒီဒိုင်ခွဲတာတောင်ခွဲမပြီးပဲနဲ့ ် recover ယူသွားတာလေးရှိတယ်။ဒါအတူတွက်တော့ကောင်းနေဆိုပေမဲ့ကို့အတွက်တော့ဒါအစိတ်တောက်လဲပြန်ပြီးတော့ဖြစ်သွားနိုင်တယ်။အဲ့ဒီဘွယ်မှာဆိုလည်းပဲဒီတစ်ဖက်ပိုက်တာကိုပြန်ပြီးဖိအားပေးကစားဖို့အတွက်အကောင်းကောင်း recover ရသွားခဲ့တဲ့အနေထားလို့ပြောလို့ရတယ်ဗျ။ဆိုလိုချင်တာကတော့ကို့လက်ကြရင်ဒီလိုမျိုးလေးပါနှပ်ဖို့လိုတယ်။လုံနိုင်သမျှရနိုင်သမျှအားလုံးလုပ်ဖို့ပါပဲ။ထင်သာမြင်သာရှိတဲ့အားသာကျဲရဲ့လို့ပြစရာမရှိတဲ့ဖိုက်တာမျိုးနဲ့ကစားမှဖြစ်တဲ့အတွက်ဟာလင်းကိုအကောင်းကောင်းလုံနိုင်မယ်လို့ကျွန်တော်အနေနဲ့တော့ယုံကြည်မိတယ် ဘာတွေဆက်ဖြစ်လာမလဲဘလို့အဖြေထွက်သွားမလဲဆိုတော့ကျွန်တော်တို့ပွဲထဲမှာပဲကြည့်ရမှာဖြစ်ပါတယ်။ဒါကတော့ဟာလင်းဟောရဲ့ပြိုင်ဘက်နဲ့ပတ်သက်ပြီးတော့အားသာချက်အားနေချက်လေးတွေကိုရှင်တွဲပြီးတော့ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲနဲ့ပတ်သက်ပြီးတော့အားလုံးရောဘလို့မြင်ရလဲဗျခွန်မမရေးသွားပေးခဲ့ရပါဦး။ဒီတော့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြတာပါနော်။